ဒုက္ခတဲ့အဖွဲ့ပေါ့နိုင်ငံတကာမှာဒုက္ခတဲ့ပဲခံယူထားတဲ့ CRP ကနေပြီးတော့နိုင်ငံဝင်တဲ့ဥပဒေဆိုပြီးတော့ CDM မလို့တန်တဲ့ CDM ကိုရေးယူဖို့သူတို့ပြောတယ်။ CRP ကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောက်ချက်ပြီးခွေးသားရောင်းပြီးအာဏာရှင်ဝါဒကျင့်သုံးနေတယ်ဆိုတာကိုဝေဖန်ထောက်ပြနေကြတယ်။ထုတ်ပြန်ထားတဲ့နော်နန်း CDM မလို့တဲ့ CDM မလို့တဲ့နန်း CDM ဝင်တဲ့နေကိုအပြစ်ပေးရေးယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်။မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်ဆိုင်ငံ့ရမယ်။ ဝေကိုလည်းမဖြတ်သိမ်းဘူးယာယီအပြည့်လည်းမဆိုင်ရံပဲနဲ့အခုလိုမျိုးထပ်ပြီးတော့စီဒီယမ်လို့တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မဲ့ဆိုရှင်ခင်ဗျားတို့အန်ယူဂျီစီအပိကနော်ရှော့တော့လည်းမိစားပါတော့လည်းဒိတ်ချီအဲ့ဒီဘွားကိုရှောက်ပါနေလေကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီစီအပိကခင်ဗျားတို့တော်တော်ဒီမိုကရေစီစံချိန်စံညုံနေနေရင်ဒီဥပဒေကိုဖြတ်သိမ်းရမယ်တော့မို့ယာယီဆိုင်ငံ့ရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော့တော့လည်းမိစားပါတော့လည်းဒိတ်ချီပဲ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ NCDN တွေကိုအေးအေးယူမီဥပဒေဖျက်သိမ်းပေးဖို့ NUG CRPH ကိုမပုတုမဟာသွေးမှရာဇတ်တံပေးလိုက်တည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ။ ျွန်မမထူမှာလေးပါရှင်ဒီနေ့95ခုနေ့68ရက်နေ့ဖြစ်ပါတယ်မိနစ်16ရက်နေ့ဒီမုန်ကင်းဆောင်မှာဒီနေ့တပုံးနဲ့ပတ်သက်လို့ကျွန်မတင်လို့ညှောက်တယ်ကျွန်မလေးအဲ့ဒါပါလဲဆိုတော့95ခုနေ့မိုးရသည်တည်ပင်ဆိုင်ခွဲတော်မှာလက်ရှိကျွန်မတို့နိုင်ငံအချင်းကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့မိန့်ခွန်းပြောသွားရပေါ့နော်အဲ့ဒီမှာ ပြီးခဲ့တဲ့2015ခုနှစ်ကဆိုလို့ရှိရင်လေကျွန်တော်တို့မြန်မာနိုင်ငံမှာနိုင်ငံ ADR ရဲ့40နဲ့တသမာ9နေရာခိုင်နှုန်းထိတတော်ဖုံးနှံမှုရှိတယ်တဲ့တတော် ADR ရှိတယ်ပေါ့နော်အခုနောက်25စက်တန်းမှာကျတော့နိုင်ငံ ADR ရဲ့40နဲ့တသမာ15နေရာခိုင်နှုန်းပဲရှိတယ်ဒါကြောင့်မလို့အနေငယ်ရောကြတော့တာတွေ့ရတယ်တဲ့ဒါပေမဲ့နာဆာကဆိုရအိမ်ဆောင်ဆိုရတောင်းဝင်ယူပြီးနောက်ပိုင်းမှာနော်တပင်းနေဆိုင်ပြိုးတဲ့အခုလက်ရှိဘိုးရတီတပင်းဆိုင်ပွဲတော်မျိုးပေါ့နော်တပင်းနေဆိုင်ပြိုးကလည်းတတော်တွေကလည်းစနစ်တကျပြုတ်ပြင်ထိမ့်သိမ့်နေအတွက်ပြုတ်ပြင်ထိမ့်သိမ့်ပြီးတော့နော်အလေထားကြမဲ့ဆောင်ရွက်တဲ့အတွက်နဲ့အလိုက်မှာတတော်ပြုံးနေမှု တိတိတာတာရောနေကြဆင်းလာတာတွေ့ရပါတယ်ဆိုပြီးတော့ကျွန်တော်နိုင်ငံအကြီးကြီးကပြောပါတယ်အဲ့ဒီ16ရက်နေ့မှာပဲ Global Forward နိုင်ငံတကာမှာတိတိတော်တော်မျိုးတွေကိုလိမ္မာစောင့်ကြည့်နေတဲ့အပေအစီအခံကကျွန်တော်ဘာထွက်လာလဲလို့မေးလို့ရှိတယ်အမားတို့မြန်မာနိုင်ငံမှာတက်2020ကနေ2025အခုလက်ရှိခုနှစ်ထိပေါ့နော်2020ဆိုရင်ဒါမျိုးဒေါ်လာရေးပါညာဆိုပြီးတို့လက်နက်ကင်ပုံကံမှုအားကောင်းလာရဖြစ်ပေါ့နော်အာ2021မှာဆိုတော့တို့အဆဆိုတော့တိတ်ပြီးတော့အားမကောင်းသေးဘူး2020မှာဆိုရင်တော်တော်အားကောင်းလာပြီးတော့နေထားပေါ့နော်အာအဲ့ဒီမှာ ၂၀၂၂ကနေ၂၀၂၅ခုနှစ်တော့မှမြန်မာနိုင်ငံမှာတက်တော်ပြုံးတီအေကပေါင်း၂သန်းထိရှိတယ်။ခင်ဗျာခင်ဗျာ။တက်တော်အေက၂ပေါင်းမဟုတ်ပါဘူး။၂သန်းမကောက်အေက၂သန်းထိရှိတယ်။ပြီးခဲ့တဲ့၂၀၂၄တနှစ်ထဲမှာတင်မြန်မာနိုင်ငံမှာတက်တော်ပြုံးတီမှုတက်တော်အေကပေါင်းခွန်၂သန်းနဲ့၁သန်းထိရှိတယ်။ဒါတက်ကုန်များရဲ့ပမာဏ။ရှိချင်မှနိုင်ငံအခြေခံကြတော့တက်တော်ပြုံးတီမှုတွေကို ဟုတ်နှစ်လိုက်မှာလားဆက်ကဆိုတာတောင်းယူပြီးနောက်ပိုင်းမှာတတော်တွေတစ်ပင်နေဆိုင်ပြို့တယ်လို့တတော်တွေကိုစနစ်တကျပြုတ်ပြီးထိန်းသိမ်းနေတယ်အတွက်တတော်ပြောင်းလဲမရောနှင်းလာရတယ်ပြောတယ်ဒါပေမဲ့နိုင်ငံတကာလေးတာဆောင်ကြည့်နေတဲ့ဒီ global forest ဝက်ကြတော့နှစ်ပေါင်း၂၄တနေ့အထဲမှာဒီတတော် A ကပေါင်း8300တောင်ပြောင်းသေးသွားတယ်ဆိုတာဒါတတော်ရုပ်များတဲ့ပမာဏဖြစ်နေတယ်ဒီပမာဏပေါင်းတက်မယ်ဆိုရင်အချိန်လေးရက်တွေ့ရတယ်ဥပမာအဖြစ်လက်ဆက်ကဆိုရအပြီးဟောထိန်းချုပ်နိုင်တဲ့ဥတွေဆိုမှုတဲ့နေရာတွေ ဥပမာတိကျအောင်လေပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ကြီးတာယောက်လို့ကြိုးဝိုင်းလို့မျိုးပေါ့နော်တိုက်ကြီးဆိုရန်ကုန်တိုင်းတာယောက်လို့ဆိုကျွန်တော်တို့ပြောတာဘူးလို့ရန်ကုန်လိုမျိုးကိုလာချက်ကအချိုးရအာနာစဲအပြည့်မှာထိချွန်နိုင်တဲ့နေရာတွေမှာတက်တော့ပြုံးတိမှုတွေယိုနေလာပြီမြင်ပြီးဝင်မိခိုင်တိုင်းသားခွင့်ရတဲ့လက်နက်ကင်ပုံကန်နေပါလေဆိုတဲ့တိုင်းရင်းသားနေနေလက်နက်ကင်ပုံကန်မှုနေနေအခုလက်ရှိမျိုးတော်နိုင်ရေးပါဆိုပြီးတော့ပုံကန်ထားကြနေတဲ့စကိုင်းမပွေးလိုမျိုးစုပြုံပုံကြွနေတဲ့နေနေတွေမှာဆိုပြီးတက်တော့ပြုံးတိမှုဟာတနည်းချင်းမှာကိုအေက8000တော့ရှိတယ်ဆိုတော့တွေ့ရတယ် ရှမ်းမြောက်မှာဆိုလို့ရှိရင်လည်းအေးကိုအမိခံတိုင်းရင်းသားလက်နက်ကန်ဖွဲ့အမိခံပြီးတော့နိုင်ငံတော်အရာသားလည်းထပ်လို့ရောင်းချနေတဲ့အဖွဲ့တွေကနေပြီးတော့နော်ရှမ်းမြောက်မှာဆိုလို့ရှိရင်တက္ကားကြီးကားငယ်နဲ့တရုတ်ကိုမှောက်ခိုးတင်းတင်းရောင်းချနေကြတယ်။နော်စကိုင်းလိုမကွေးတို့မှာဆိုလို့ရှိရင်လည်းပဲ KDI အမိခံတော်လိုင်းအမိခံချက်ဖတ်သမားတွေကလက်နက်ကန်ပြီးနိုင်ငံတော်ရဲ့တက်တော်တွေကိုရောင်းချနေတဲ့အတွက်လက်ရှိမှာနိုင်ငံ area ရဲ့တက်တော်ပြုံးတီးမှုဟာနော်ဒီ global forward ဝယ်ထုတ်ပြန်ချက်မှာဆိုလို့ရှိရင်2020ကနေ2025ကဒီ3နှစ်တာကာလအတွင်းမှာအေကာပေါင်း2တန်းဆိုတာတိတ်ကိုရရတဲ့ပမာဏတိတ်ကိုကြောက်ဖို့ကောင်းတဲ့ပမာဏဒီကရရုံနဲ့ဘယ်လိုဆင်းဆင်းသွားလဲ ပထမအချိန်အမြင်နဲ့အတိုင်းကိုရိုက်ခက်မြာကိုတိုင်းကရေးတယ်။မဟာမြိုင်တော်တွေကတက်တော်တွေမှာရှိတဲ့နှစ်ချူတစ်ပင်တွေကိုပတ်တုံးလုံးနဲ့ရောက်ချနေလို့မဟာမြိုင်တော်ကြီးကျဲမှာနှစ်ချူတစ်ပင်တွေတုံးတီတောင်ရှိနေပြီဆိုပြီးတော့နော်ညီလေးတန်ကိုရိုက်ခက်မြာကိုအကောင်ခံရေးသားထားတာရှိတယ်လို့နော်သူတစ်ပင်ဒီအောင်တော့ကတော့လိုတာပြင်းမဲ့ဦးချင်မှာရှိတဲ့တက်တော်တွေဆိုလို့ရှိရင်လည်းပတ်တုံးလုံးနဲ့ MUG MOD လောက်အောက်ကလူတွေကထုတ်ပြီးရောက်ချနေတယ်ဆိုတာကိုဘုံလက်ကား PDF ဖွင့်ပွဲကတက်တည်ထောက်တာနေနဲ့ထုတ်ပြချပြထားတာရှိတယ်။ဒါဆိုရင်အဲ့ဒီမှာအေကာပေါင်းနှစ်တန်း တော်အေကနှစ်တန်းရောင်းချတဲ့ဝင်ငွေတွေကကျမတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်သုံးချနေသလားကျမတို့တိုင်းပြည်မှာရှိရတဲ့အားလားဆိုလို့ရှိရင်တိုင်းရင်းသားကလေးငယ်ရဲ့ပညာရေးအတွက်ကျမကြီးအတွက်လမ်းပန်းစပေါ်ရေးအတွက်စီးပွားရေးတို့ကျမတို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာသုံးချနေသလားဒီကောင်နိုင်ငံတော်ပြည့်စည်ဖို့အတွက်နိုင်ငံတော်ကိုအလုံးစုံပြတ်သုံးရေးအတွက်သုံးချနေတယ်လားဆိုတာကျမတို့စဉ်းစားဆင့်ချိန် ချင်းစားစိတ်ချင်းနိုင်ဖို့အတွက်ကျမကသုံးသပ်တင်ပြရကြတယ်ဖြစ်ပါတယ်။နောက်တစ်ချက်တစ်ခုကတော့နော်ဟာဒီပြည်ပဒုက္ခတွေအဖွဲ့ပေါ့နိုင်ငံတကာကမှဒုက္ခတွေပြီးခံယူထားတဲ့ CIP ကနေပြီးတော့နိုင်ငံဝန်ထမ်းဥပဒေဆိုပြီးတော့ CDM မလုပ်တဲ့နန်းစီတွေကိုရေးယူဖို့သူတို့ပြောတယ်။အဆိုင်က CDM လုပ်တဲ့ဝန်ထမ်းတွေကိုလေးမျိုးစုံရင်းချရတယ်ပြဿနာရှာတယ်တက်ပြတ်နေတဲ့ဈာတဲ့ကနေပြီးတော့အခုလိုမျိုးဥပဒေကြီးထုတ်ပြီးတော့ CDM လုပ်တဲ့ဝန်ထမ်းတွေကိုအဖြစ်ပေးရေးယူမယ်တရားစွဲထောင်ချမယ်ဆိုတဲ့အတွက်ပို့ပြီးတော့မိနောင်ရလေးပဲဖြစ်သွားတယ်။ဒါကြောင့်မဆရာပြေးကငါလည်းမတူငါရန်သူစနစ်ကိုကျင့်သုံးနေခြင်းဒီဒီမိုကရေစီမဟုတ်ဘဲနဲ့နော်စစ်သူ့ရောဝါဒဖြစ်တယ် ယာကုနဲ့ထမန်းနဲ့အမိသာကွဲတာပြေးတာချင်းကတော့အထူးပါပဲနော်ယာကုနဲ့ထမန်းနဲ့အမိသာကွဲတာပြေးတာချင်းတူပါပဲအလက်ရှိမှာဆိုလို့ရှိရင်လည်းဆီအာပြေးကဒီမိုကရေစီရဲ့ဒီမိုကရေစီအမိသာခံထားတာသူတို့ရဲ့လောက်ရလောက်ွက်တွေကစစ်သွေးကြွားဝါဒအစိုးရဝါဒကွန်မြူနတီဝါဒဖြစ်နေတယ်ဆိုတာအရင်ပုံနေတယ်နော်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲညောင်ဦးပေါ့နော်ပကံညောင်ဦးမှာဆိုလို့ရှိရင်အထက်ထက်ကျောင်းဆီအာမကြီးနေများနဲ့ကိုကျောင်းဝင်းတဲ့ပရှိဝင်ပြီးတော့သူကသမီးလေးရှိမှလာပြီးတက်ဖြတ်သွားရတယ်ရှိတယ်သူတို့ ကြောက်ရရချမရေးစာသိရင်ဒလန်နိုင်ငံတော်ကိုပုံကန်လဲဆိုပြီးတက်တယ်။ဆရာဝန်တွေ၊သူနာပြုတွေ၊လူနာတွေကိုစိတ်ကူတာကိုဒလန်ဆိုပြီးတက်ဖြတ်တယ်။ဒီလိုလုပ်ရတဲ့ကဘာမှရုံညံလုံတာဟုတ်တဲ့ကြောင်ဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒီ CRP ရဲ့ကဥပဒေကိုဘာကာတာနော်ဗမာနိုင်ငံဆိုတာအောင်းသားတမကဘာကာတာအဖွဲ့အစည်းလည်းရှိမှာ။နောက်နေစတဲ့အခြေအနေမှာ CRP လုတ်သွားတယ်တက္ကသိုလ်ဆရာများအဖွဲ့လို့နော်အရက်ဖက်ဖွဲ့စည်းတွေဘာအဖွဲ့ညာအဖွဲ့ဆိုတဲ့အဖွဲ့ပေါင်းလောက်များစွာက CRP ကဒီမိုကရေစီကိုဖန်ပြပြီးတော့စိတ်ကောင်းချစ်ပြီးခွင့်တောင်းကြောင်းပြီးအာဏာရှင်ဝါဒတက်တုံးနေတယ်ဆိုတာကိုမေးဖက်ဖောက်ပြကြတယ်။ဒီလက်ရှိနောက်ဆက်တွဲပြဿနာအကျိုးဆက်တွေကိုလည်း CRP ကရေးယူရမယ်ဆိုပြီးတော့သူတို့ပြောဆိုထားကြတယ်။ ။တကယ်ပဲခင်ဗျားတို့ပြောသလိုအန်ယူဂျီလိုဆရာပေးတို့ကပြည်သူ့တံကိုနားထောင်နေဒီမိုကရေစီစံချိန်စံညုံနေနဲ့ကြီးရဲဆိုရင်အခုလိုမျိုးဘာသာသားအဖွဲ့တို့ဘာဖွဲ့ညာဖွဲ့ဘာညာဖွဲ့တို့အကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြရတဲ့အတွက်တကယ်ပဲဒီမိုကရေစီစံချိန်စံညုံနေတဲ့ညီတဲ့ဆရာပြည့်ဆိုရင်အန်ယူဂျီဆိုလို့ရှိရင်တို့ထုတ်ပြန်ထားတဲ့နော်နန်စီဒီယံမလုပ်တဲ့စီဒီယံလုပ်တဲ့နန်စီဒီယံဝန်ထမ်းတွေကိုအပြစ်ပေးရုံနဲ့ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရတယ်။မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်စိုက်ငံ့ရမယ်။ ဥပဒေကိုလည်းမဖျက်သိမ်းဘူးယာယီအဖျင်လည်းမဆိုင်ရံဘဲနဲ့အခုလိုမျိုးထပ်ပြီးတော့စီဒီအမ်လို့တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မယ်ဆိုရင်ခင်ဗျားတို့အနုကြည်စီအပြည့်ကနော်ရှော်ရော်လည်းမိစားအားတော့လည်းတက်ချင်အဲ့ဒီဘွားကိုရှောက်ပါနေလေကျမတို့စောင့်ကြည့်ပါမယ်အနုကြည်စီအပြည့်ကခင်ဗျားတို့တက်တို့ဒီမိုကရေစီစံချိန်စံရုံးနေနေဒီဥပဒေကိုဖျက်သိမ်းရတယ်တော့မို့ယာယီဆိုင်ရံရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော်ရော်လည်းမိစားအားတော့လည်းတက်ချင် ောက်ထပ်ကြားသိရတဲ့သတင်းပုဒ်ကရှမ်းမြောင်ကြောင်မဲမြို့နယ်မှာ SSPB ရှမ်းတပုံရဲ့တက်စကန်းကိုပလောင်တပုံတည်ရင်လေးကအင်အားအလုံးရင်းနဲ့ဝင်တိုက်တဲ့အတွက်ရှမ်းတပုံနဲ့ပလောင်တပုံအချင်းချင်းနဲ့မြေလို့ပြီးတော့နှစ်ဖက်မှာအသေးအသေးတောင်ချရှုံများပြားတယ်ဆိုတဲ့ဒီနေ့ကြားသိရတယ်ပြီးခဲ့တဲ့15ရက်နေ့ညက SSPB တပုံစကန်းကိုပလောင်တပုံကနေချဲ့နေကြတယ်ခမလို့တိထားကြည့်မယ်ဆိုရင်အဲ့ဒီရှမ်းမြောင်မှာနော်ရှမ်းလက်မှတ်ကနှစ်ခွဲဖြစ်တဲ့ SSPB နဲ့ RCS နဲ့ရှမ်းလူမျိုးတိုးတက်ရေးအတွက်ရှမ်းမြင်းရဲ့အတွက်ရှမ်းလူမျိုးအခွင့်အရေးအတွက်ဆိုပြီးတော့လက်လက်ကန်ထားတဲ့နှစ်ဖက်က ဝဲနေတဲ့အတွက်ကိုကန်ကြီးရဲ့နေချင်တာလည်းခံရတယ်ကိုကန်ကြီးအနိုင်ကျင်တာလည်းခံရတယ်ကိုကန်ပလောင်ကိုကန်တကုံနေတတ်ထားလည်းခံရတယ်ပလောင်တကုံနေနေချင်တာလည်းခံရတယ်ပလောင်တကုံနေတတ်ထားအောင်ခင်ဗျားတို့မျိုးစုံခံနေရတယ်ဒါကြောင့်မလို့ခင်ဗျားတို့အမှန်တကယ်ရှမ်းတိုင်းရင်းသားတွေရှမ်းလူမျိုးတွေတဲ့ရှမ်းအခွင့်အရေးအတွက်ဆိုရင် SFD RCS နှစ်ဖွင့်လုံးဟာလက်ရှိ NASA ကအစိုးရနဲ့ပူးပေါင်းတိုက်မယ်။ NASA ရအစိုးရနဲ့မပူးပေါင်းတိုက်မယ်။ခင်ဗျားတို့ကအခုလိုမျိုးကိုကန်တကုံကခင်ဗျားတို့လာပြီးတော့ ထိပ်ပုံကောင်းပုံလိုက်ကောင်းပြတ်သွားလိုက်တက်သွားလိုက်ခင်ဗျားတို့လည်းခင်ဗျားတို့အာဂိစခန်းနေခင်ဗျားတို့ပိုင်နေနေတွေလာကျူးကျော်လိုက်ဘလောက်ကပုံကခင်ဗျားတို့ကိုကောင်းပြတ်တက်လိုက်ခင်ဗျားတို့ကိုလာရောက်ကျူးကျော်လိုက်နေဘုံကြုံပုံဘာမှနင်းပြဖြစ်ပါလိမ့်မယ်မိမိဒေတာမိမိလူမျိုးမိမိတိုင်းရင်းသားကိုမှတ်နေကလူလာတဲ့ဆိုရင်နာစာကစိုးရနေခင်ဗျားတို့လက်တွဲဖို့ပါလိမ့်ဖာကမော်စီစာမှာတိုက်ပွဲဖြစ်ပွားနေပြီးထိခိုက်ဒဏ်ရာရသူရှိသလိုပိတ်မိနေသူအများပြားရှိနေ ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းအုပ်စုမော်စီစာရွာမှာနတ်စာတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲအကြားထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့နေအိမ်အတွင်းပိတ်မိနေသူတွေလည်းရှိနေတယ်လို့ဒေတာခန့်တွေစီကသိရပါတယ်။ဒီနေ့ဇွန်လ18ရက်နေ့မနက်9နာရီလောက်ကစပြီးမော်စီစာရွာဖျားကုန်းမှာတက်ဆွဲထားတဲ့နတ်စကတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်းလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှုရှိနေပြီးတိုက်ပွဲအကြားမှာ ကုတီရွာရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲလို့ကလေးအပါ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကုတီရွာရဲ့လူနေအိမ်ပေါ်ကြားတာပါမိသားစု၃ယောက်ထိပါတယ်။ကိုးနိုင်ခွဲလောက်ကလက်နက်ကြီးကြားတာပါတိုက်ပွဲကအခုထိဖြစ်နေတုံးပဲလို့ဒေသခံကပြောပါတယ်။ကုဒေရွာပြင်မော်စီစာရွာတဲကိုလည်းလက်နက်ကြီးကြားရောက်ပောက်ကွဲမှုတွေရှိနေပြီးလူနေအိမ်တွေပျက်စီးမှုရှိတယ်လို့ ူထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်မော်စီစာ မော်ဝမ်းလေးအပါစားတဲ့နေရာအချို့မှာ နေအိမ်ကနေထွက်ဖို့အဆင်မပြေတော့တဲ့အတွက်ပိတ်မိနေကြတဲ့ဒေသခံတွေအများပြားရှိနေတယ်လို့သိရပါတယ်။ လူတွေကုန်ပိတ်မိနေတယ်။ပိတ်မိလို့အခုပြန်ထွက်တဲ့သူကထွက်နေတယ်။ကျွန်တော်ကတော့ဘေးကင်းရာကိုရောက်ပြီးတိုက်ပွဲကခုထိဖြစ်နေတော့မယ်။အခုကမော်စီစာဖျားကုန်းမှာတက်ဆွဲထားတဲ့စစ်တပ်နဲ့ KIA တို့အပြန်အလှန်ဖြစ်နေတဲ့အခြေအနေပေါ်လို့တိုက်ပွဲအတွင်းပိတ်မိရာမှာထွက်နိုင်ခဲ့တဲ့လုံခင်းဒေတာခန်ကပြောပါရယ်။တိုက်ပွဲကမော်စီစာအပြင်မော်ဝမ်းကြီးမော်ဝမ်းလေးဘက်မှာလည်းလက်နက်ကြီးပစ်ခတ်တံအချို့ကြားနေရဆဲဖြစ်တာကြောင့် တိုက်ပွဲပိုပြီးပြင်းထန်လာမှကိုစိုးရိမ်တဲ့အတွက်စစ်ပေးရှောင်ပြည်သူတွေကဖားကန့်မြို့ပေါ်အထိတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။မော်ဝမ်းကြီးမော်ဝမ်းလေးရွာတွေမှာမနေ့ကဇွန်16ရက်နေ့ကနတ်စကားစစ်ကြောင်းနဲ့ KIA တပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်ရွာလုံးကျွတ်စစ်ပေးရှောင်ကြရတာဖြစ်တယ်လို့သိရပါတယ်။ဒီနေ့ဇွန်18ရက်နေ့မနက်ပိုင်းမှာဖားကန့်လုံခင်းအုပ်စုယူမာဆိုင်းတောင်လမ်းမှာအမျိုးသားတယောက်ပြစ်တက်ခံထားရတယ်လို့လည်းသိရပါတယ်။ ်ထားကတ်မှာဇွန်၁၂ရက်ကနေဇွန်၁၈ရက်အတွင်းကလည်းအမျိုးသားခုနှစ်ယောက်အထိတက်ဖြတ်ခံခဲ့ရတယ်လို့သိရပါဗျ။